သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မက်စလာ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မောင်တောတောင်ပိုင်း AA သိမ့်ပိုက်ထားတဲ့နေကြာဆောင် scan ဟောင်းနှစ်ခုနဲ့ကြေးရွာအများပြားကိုစစ်ကောင်စီက drone များဖြင့်ကင်းထောက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တောမြို့နယ်တောင်ပိုင်းမှာရှိတဲ့အရကတက်တော် AA သိမ့်ပိုက်ထားတဲ့နေကြာဆောင်စခန်းဟောင်းတစ်ခုနဲ့ကြီးရွာအများအပြားကိုစစ်ကောင်စီတပ်က drone များနဲ့ကင်းထောက်နေတယ်လို့ဒေသခံပြည်သူများကပြောပါတယ်။စစ်ကောင်စီက drone တွေနဲ့ကင်းထောက်ခဲ့တဲ့နေကြာဆောင်စခန်းတစ်ခုမှာအလေတန်ကျော်ကမ်းခြေမှာရှိတဲ့နေမီခွနဲ့နေကြာဆောင်စခန်းဟောင်းနဲ့နှကောင်းတူနေကြာဆောင်စခန်းဟောင်းတို့ဖြစ်ပြီးယမန်နေ့မက်လ20ရက်နေ့နနက်7:00နာရီခန့်မှာကင်းထောက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောကြားပါတယ်။ အဆိုပါနဲ့ကြားဆောင်စခန်းဟောင်းတစ်ခုကို AA ကပြီးခဲ့တဲ့2024ခုနှစ်ဇွန်လအတွင်းကပင်တင်ပိုက်ထားခဲ့ခြင်းဖြစ်ပါတယ်။အလားတူမောင်တော်တောင်ပိုင်းမှာရှိတဲ့ဥတောင်းမောရဝတီတရီကုံပေါင်းကင်းချောင်းရွှေဘဟုကြောက်ပတူခရီးမြိုင်ဗောဓိကုံနဲ့ရွှေရင်အေစတဲ့ကြေးရွာအများပြားကိုလည်းယမန်နေ့ည10:00နာရီခန့်မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ကင်းထောက်ခဲ့တယ်လို့ဒေသခံပြည်သူများကပြောကြားပါတယ်။မော်တော်မြို့နယ်တောင်ပိုင်းမှာဥတောင်းကြေးရွာဒေသခံတအူးကဒရုန်းပြန်နေတယ်ဒရုန်းပြန်နေတယ်လို့ရွာသားတွေကအော်ပြောကြပြီးဘုံကျင်းတဲ့ကိုပြေးသူပြေး ကျူရှင်တက်နေကြတဲ့ကလေးတွေကိုမိဘတွေကအပြေးလောတော့ခေါ်နဲ့အတော်လေးကိုရွရွတဲတဲဖြစ်သွားခဲ့ကြတယ်လို့ပြောပါရယ်စစ်ကောင်စီကမွန်တော်မျိုးပေါ်နဲ့အနီးဝန်းကျင်နေရအနှံ့ပြားကိုပြီးခဲ့တဲ့အပတ်ကလည်းတရက်လျင်နနက်တစ်ချိန်ညတစ်ချိန်တနေ့လျင်နှစ်ချိန်စီလေးရက်တိုင်တိုင်ကင်းထောက် drone တစ်စီးနဲ့ပြန်တန်းကင်းထောက်မှုပြုလုပ်ခဲ့တယ်လို့ဒေသခံများကပြောပါရယ်အဲ့ဒီလိုကင်းထောက် drone များပြန်တန်းမှုကြောင့်ဒေသခံပြည်သူများမှာစိုးရိမ်မှုဖြစ်ပွားလျက်ရှိနေကြတယ်လို့ပြောကြပါရယ်မွန်တော်မျိုးနဲ့တခုလုံးပါဝင်ဘင်္ဂလားဒေ့ရှ်နယ်စပ်အရှိကီလိုမီတာ 168.4တမ4မိုင်ကို AA ကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ8ရက်မှာအလုံးစုံတိမ့်ပိုက်ထိချုပ်ထားပြီးဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်မှာပြည်သူများရဲ့နေအိမ်အတွင်းမှာစစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းတွေကို AA ကဦးစားပေးရှင်းလင်းပေးစီလို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်မှာမြို့သိမ်းတိုက်ပွဲကာလအတွင်းစစ်ကောင်စီတပ်ကပြည်သူများနေထိုင်ရာနေအိမ်တွေကိုဝင်ရောက်ပြီးအိမ်ဝင်းအတွင်းမိုင်းများထောင်ခဲ့တဲ့အတွက်အဲ့ဒီမိုင်းများကိုအရခတ်တပ်တော် AA ကဦးစားပေးရှင်းလင်းပေးစီလိုတယ်လို့ဒေသခံများကတောင်းဆိုနေကြပါတယ် မြို့သိမ်းတိုက်ပွဲများဖြစ်ပွားပြီးအိုးအိမ်ဆွန့်ခွာတင်းရှောင်နေခဲ့ရတဲ့စစ်ပေးရှောင်အများပြားဟာမိမိတို့နေရက်ကိုပြန်လည်နေထိုင်ကြရမှာမိမိတို့နေအိမ်တွင်မိုင်းပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိမှုရှိလာနေတယ်လို့သိရပါတယ်။တောင်ကုန်းမြို့ကမ်ပိုင်ရက်ကွက်မှာအသက်60အရွယ်ဒေါ်တင်တင်ဦးဟာစစ်ပေးရှောင်ရံမှာပြန်လာပြီးပြီးခဲ့တဲ့မတ်လ18ရက်နေ့နံနက်ပိုင်းကမိမိရဲ့နေအိမ်ကိုတန်ရှင်းပြုတ်လို့ဆင်မှာစစ်ကောင်စီတောင်းထားခဲ့တဲ့မိုင်းကိုနင်းမိရေပေါက်ကွဲမှုဖြစ်ကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။မောင်တော်မြို့နယ်ရွှေစားကုန်းနား မွတ်စလင်ကျေးရွာအနီးမှာရှိတဲ့နေအိမ်တစ်လုံးမှာမိသားစုဝင်များဟာလဲမြို့သိမ်းတိုက်ပွဲပြီးနေရက်ပြန်လာပြီးနောက်စစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းကိုပြီးခဲ့တဲ့ဇန်နဝါရီလ29ရက်နေ့မနက်ပိုင်းမှာနင်းမိပြီးရင်းအိမ်မှာမွတ်စလင်ကလေးငယ်တဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။အဲဒီလိုပြည်သူများနေထိုင်ရာအိမ်ဝင်းများပါမကျန်မိုင်းများထောင်ထားခဲ့တဲ့အတွက်အေအေကစစ်ကောင်စီတပ်ရင်းတပ်မများအနီးရက်ကွက်နဲ့ကျေးရွာတွေကိုတိုက်ပွဲဗဟိုပြုခဲ့ရာနေရာများမှာနေအိမ်များကိုအဓိကထားဦးစားပေးကမိုင်းရှင်းလင်းပေးရန်လိုအကြောင်းပြည်သူများကပြောကြားပါတယ်။ တောင်ကုန်းမြို့ကန်တူကလမ်းဘေးဝဲရာတွေစစ်စကန်းတွေအနီးလောက်မှမဟုတ်ပဲအခုကပြည်သူတွေရဲ့အိမ်ထဲမှာလည်းမိုင်းတွေထောင်ထားခဲ့တာတွေ့ရတယ်။တခြားနေအိမ်တွေမှာလည်းရှိနိုင်တယ်။မြေမြုံမိုင်းတွေကမြင်ရတာမျိုးမဟုတ်ဘူး။တက်တော်ကအိမ်ဝင်းတွေကိုပါတေချာစစ်ဆေးပြီးမိုင်းရှင်းလင်းပေးဖို့တောင်းဆိုပါတယ်လို့ပြောကြပါတယ်။လက်ရှိမှာအေအေနေနဲ့ရခိုင်မှာရှိတဲ့တိမ့်ပိုက်ထားပြီးမြို့များမှာမိုင်းရှင်းလင်းရေးမိုင်းအန်ရဲ့အသိပေးပညာပေးဟောပြောခြင်းများ Vinyl Poster ကတ်ကတတိပေးခြင်းများကိုလှုပ်ဆောင်နေပေမဲ့စစ်ကြံလက်နက်ပစ္စည်းတွေနဲ့မြေမြုံမိုင်းကြောင်အရက်သားများထိခိုက်ဒဏ်ရာရရှိမှုရှိနေစေဖြစ်ပါတယ်။ နောက်ထပ်တောင်ကုန်းမြို့ကန်တအူးကလည်းမိုင်းပေါလို့ထိခိုက်တံရန်ရရှိမှုတွေလည်းဇက်တိုက်ရှိနေတော့ပို့ပြီးထိရောက်အောင်မိုင်းရှင်းလင်းတာတွေအသိပညာပေးဟောပြောတာတွေကိုထပ်လောင်းလုပ်ပေးဖို့ပြောလိုပါတယ်။တစ်ဖက်မှာလည်းပြည်သူလူထုအနေနဲ့အန်ရရှိလို့မတော်ဖို့တားမြစ်ထားတဲ့နေရာတွေကိုကာလအတခုတည်းရှောင်ကျဉ်ကြဖို့လိုအပ်တယ်လို့ပြောကြပါတယ်။ရခိုင်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမိုင်းနဲ့စစ်လက်နက်ပစ္စည်းအကျဉ်းကျံပောက်ကွဲမှုကြောင့်ဒေသခံ၈ဦးသေဆုံးပြီး၁၉ဦးတံရန်ရရှိသွားခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တိဆက်ပေးမယ့်သတင်းကတော့ ဖနှက်ထုတ်လို့ပြီးကဘာကိုတင်ပို့ရန်စစ်ကောင်းဆောင်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာ rubber site ပြုံးမှုများရှိနေတဲ့အတွက်ဖနှက်ထုတ်လို့ပြီးကဘာကိုတင်ပို့နိုင်ကြရန်အာဏာသိမ်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကနေပြည်တော်မှာရှိတဲ့မြန်မာပြည်ပြည်ဆိုင်ရာ convention ဘဟုဌာနတက် MICC 1မှာယနေ့ပြုလုပ်နေတဲ့2025အလွန်ဗဟုဝင်ယူကဘာမှာမြန်မာနိုင်ငံကြုံတွေ့လာရမယ့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲမှာပြောကြားပါရစေ။ အခုတက်လာတဲ့လူအလုံးအင်ကြီးဝစ်ကြပါတယ်ဖနက်စည်းကြပါတယ်ဖနက်ဆိုတာကတရေနဲ့ရာဘာကိုအခြေခံပြီးလုပ်တာတွေများပါတယ်အဝစ်ဆိုလို့ရှိရင်လည်းခြိပေါ့ဝါကိုအခြေခံပြီးဝစ်ကြတာများပါတယ်မြန်မာနိုင်ငံမှာဓာရီအကုန်ဖြစ်ပါတယ်ကျွန်တော်တို့စက်မှုလုပ်ငန်းတွေတွားမယ်ဆိုရင်လူဦးရေတန်ပေါင်း၄000နီးပါးရှိတဲ့နိုင်ငံမှာလူဦးရေတစ်ဝက်လောက်ပဲဖနက်စည်းထားအောင်၁ဘီလီယံကျွဲ၂ဘီလီယံနီးပါးလောက်ဖနက်လိုပါတယ် ်တက်ဆိုင်ရာနိုင်ငံတွေဒီလိုအပ်တဲ့တယံဇာတ်ပစ္စည်းတွေသူတို့စီမှာအလုံအလောက်မရှိဘူးဒါရီကိုတင်ပို့ရောင်းချမယ်ထုတ်လုပ်ရောင်းချမယ်ဆိုရင်အများကြီးဒီတစ်ခုတည်းတင်တချို့လဲရှာရှာကြံ့ကြံ့ပြောတယ်လို့တွေးမှာပေါ့ဗျာတကယ်တော့စီးပွားရေးဆိုတာလဲရှာရှာကြံ့ကြံ့လုပ်ရတဲ့ဟာတွေအများကြီးရှိပါတယ်အမြင့်နေလျှောက်စင်းစားနေမယ်ဆိုရင်မဖြစ်နိုင်တာတွေဘလို့မှအလှမ်းမမီဘူးပေါ့လို့၎င်းကပြောကြပါတယ်ဒါအပြင်လက်ရှိမြန်မာနိုင်ငံရဲ့ GDP ဟာဘီလီယံ60နဲ့80ကြားမှာရှိနေကလာမယ့်2025 2026ဘဏ္ဍာနှစ်မှာ81ဘီလီယံခန့်အထိရောက်ရှိမယ်လို့မျှော်မှန်းလုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံများဖြစ်တဲ့ထိုင်းနိုင်ငံမှာ GDP ဟာဘီလီယံ900ခန့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဘီလီယံ400ကျော်ရှိတယ်လို့လည်းဆိုပါတယ် GDP ဆိုတာလေယာကဏ္ဍအရေးစက်မှုကဏ္ဍအရေးနောက်ဝန်ဆောင်မှုကဏ္ဍအရေးပေါ်မှာအခြေခံပြီးတွက်တာဆိုတော့ဒီနိုင်ငံတွေမှာစက်မှုလုပ်ငန်းတို့ဝန်ဆောင်မှုတို့ရှိလို့ GDP တိုးတက်မှုကျွန်တော်တို့ထက်သာတယ်လို့ပြောရင်အငင်းပွားစရာရှိပါတယ်တိုးတော်လည်းပဲလေယာကဏ္ဍအရေးတစ်ခုတည်းနဲ့ပဲနှိုင်းရှင်ကြည့်လိုက်ရင်ကျွန်တော်တို့ထက်အများကြီးအားတာနေတယ်ဆိုတာတွေ့ရပါတယ်ဒါဟာကျွန်တော်တို့အတွက်စိန်ခေါ်မှုပါပဲလို့၎င်းကဆိုပါတယ်အဆိုပါဆွေးနွေးပွဲကိုပြန်ကြားရေးဝန်ကြီးဌာနမှကြီးမှု၏ ်မြန်မာပုံရိပ်ဖွန်ညွှန်းရေးအဖွဲ့မြန်မာ narrative think tank ကစီစဉ်ကျင်းပခြင်းဖြစ်ကတရုတ်ရုရှားအိန္ဒိယဂျပန်ထိုင်းအီတလီနီပေါနိုင်ငံတို့မှပထဝီစီးပွားရေးနဲ့ပထဝီနိုင်ငံရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များနဲ့ပြည်တွင်းမှပညာရှင်များပါဝင်ဆွေးနွေးကြမယ်လို့သိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငတရောက်တိုက်ပွဲမှာစစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပြုတ်အောင်တိုက်ခဲဟုညောင်ဦးပကပပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းညောင်ဦးမြို့နယ်ငတရောက်မြို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရမှာ စစ်ကြောင်းမှုအပါဝင်တေဆုံးထိခိုက်သူများပြခဲ့ပြီးစစ်ကြောင်းတစ်ခုလုံးပြုတ်တိအထိတိုက်ခိုက်နိုင်ခဲ့သည်ဟုညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမတာဝန်ရှိသူကပြောကြားပါတယ်။တမရှိရှိလက်အောက်ခံညောင်ဦးမြို့အခြေစိုက်အမှတ်415ချင်းမြတ်တရင်ခမရ415ဟာစစ်ကြောင်းနှစ်ကြောင်းနဲ့ငတရောက်မြို့အနီးကိုဝင်ရောက်လာရမှာငတရောက်အရှိတ်ချန်ဒေတာကိုဝင်ရောက်လာတဲ့စစ်ကြောင်းကိုမက်လာ14ရက်နေ့ကတော်လန်ကြီးပူပေါင်းတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့၎င်းကပြောကြားပါတယ်။ရှေးအောင်ရင်ကျေးမှုအမွေနဲ့များရှိရာပကံညောင်ဦးဒေတာအတွင်းမှာ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတစ်ခုလုံးပြုတ်အောင်တိုက်ခိုက်ခဲ့ဒီမှာပထမဆုံးအကျင့်လေးဖြစ်ပါတယ်။ငတရောက်နေမြေတဲကိုဝင်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပေါ့။စစ်ကြောင်းကနှစ်ကြောင်းပြ။စစ်ကြောင်းတစ်ကြောင်းကိုအင်အား80ခန့်မှန်းကျည်လောက်ပါတာပေါ့။အဲ့ဒီစစ်ကြောင်းနှစ်ကြောင်းတွေကတစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်တာလို့ညောင်ဦးပကဖတာဝန်ရှိသူကပြောကြပါတယ်။စစ်ကောင်စီတပ်ထိခိုက်သေးဆုံးသူများပြခဲ့ပြီးဖေရဲသည့်တရင်ပေးချက်အရသေဆုံးသူ80ကျော်ရှိတယ်လို့ညောင်ဦးပကဖကပြောကြပါတယ်။စစ်ကောင်စီတက်တဲ့ဆုံးထိခိုက်အခြေအနေနဲ့ပတ်သက်ပြီးလူဒုနေဦးကတိကျအတိပြုနိုင်ခြင်းမရှိပါဘူး။ တက်ကိတ်ခံရတဲ့စစ်ကြောင်းမှာညောင်ဦးမြို့နယ်မှာခေါ်ယူစုဆောင်ထားတဲ့စစ်မှုတန်းတပ်သားတင်များနဲ့ပြူစောတိများအများပြပါဝင်တယ်လို့ညောင်ဦးပကဖကပြောကြပါတယ်။ပကံဘက်ကပြည်သူစစ်တွေတော်တော်များများပါတယ်။ကြာသွားတာလည်းအဲ့ဒီကောင်တွေကြာတာများတယ်။ကြာတဲ့အထက်အသည့်တွေလည်းပါတယ်လို့၎င်းကပြောကြပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေ့မှာလေရင်လာပေမဲ့လေကြောင်းတက်ခိုက်ခြင်းမရှိလို့ပြောကြပါတယ်။ ဒါအပြင်အခြားစစ်ကြောင်းတစ်ခုကလည်းတိုက်ပွဲဖြစ်ပွားရာကိုလာရောက်၍ကြီးခတ်ခဲကြောင်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။အဓိကအားတာသွားတာကတော့သူတို့ခေါင်းဆောင်စစ်ကြောင်းမှုကအရင်ကြသွားတဲ့အတွက်ကျွန်တော်တို့ဘက်ကတာသွားတာလို့ပကဖတာဝန်ရှိသူကပြောကြပါတယ်။စစ်ကြောင်းမှုမှာခမရ၄၅တက်ရင်မှဗိုလ်ကြီးလှဝဲနိုင်စုသူဖြစ်တယ်လို့ဆိုပါတယ်။ငတရောက်ဒေတာတိုက်ပွဲတရင်ကိုညောင်ဦးမြို့နယ်ပကဖကတရင်ထုတ်ပြန်ထားရမှာတိုက်ခိုက်မှုကိုပကံပြီဘလူးတက် BGF Burmese Guerrilla Force တောင်တာပကဖ Scorpion People Defense Force ညောင်ဦးခရိုင်တက်ရင်က ြင်းကြံခရိုင်တပ်ရင်းတုံးတို့ပူးပေါင်းတိုက်ခတ်ခဲ့တယ်လို့အသိပေးထားပါတယ်။တိုက်ပွဲအတွင်းမှာပုဂံပြည်ဘလူးတပ်မှရဲဘော်တအူကြာဆုံးခဲ့တယ်လို့အသိပေးထားပါတယ်။ဒါ့အပြင် BGF မှရဲဘော်တအူတန်ရန်ရခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းအထိနာတဲ့စစ်ကောင်စီတပ်ကတပ်ရင်းအားပြန်ဖြည့်ပြီးစစ်ကြောင်းထိုးခြင်းဆက်လက်ပြုလုပ်နိုင်ခြင်းရှိတယ်လို့လည်းညောင်ဦးပကဖကပြောပါတယ်။ပြည်သူစစ်များအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့စစ်ကောင်စီအတွက်အသက်အသေးမခံဘဲလက်နက်ချရန်ပြည်သူကာကွယ်ရေးအဖွဲ့များနဲ့ပူးပေါင်းရန်အခွင့်အရေးရပါကအလံပြူထောင်းရန်ညောင်ဦးပကဖတာဝန်ရှိသူကတိုက်တွန်းထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ILO အစည်းအဝေးမှာစစ်ကောင်စီကို Article 33နဲ့အလုံးစုံပိတ်ဆို့အရေးယူမဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ကမကြမီမဲခွဲဆုံးဖြတ်အတည်ပြုသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အပြည်ပြည်ဆိုင်ရာအလို့သမားရေးရာအဖွဲ့ ILO ရဲ့353ကြိမ်မြောက်အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာအကြံပေးစစ်ကောင်စီကို Article 33နဲ့အရေးယူမဲ့ဆုံးဖြတ်ချက်ချလာပြီဖြစ်ပြီးမကြမီအတည်ပြုနိုင်တော့မည်ဖြစ်ကြောင်းသိရှိရပါတယ်။ လာမယ့်ဇွန်လ25ရက်နေ့မှာကျင်းပမယ့်ညီလာခံမှာမြန်မာနိုင်ငံကိုအလုံးစုံပိတ်ဆို့အေးအေးယူရေးအပေါ်မဲခွဲဆုံးဖြတ်အတည်ပြုသွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကအဖွဲ့ချုပ် CTUM လက်ထောက်အထွေထွေတင်ပြမှုဒေါ်ဖြိုးဆန္ဒဆိုးကပြောကြားပါတယ်။အပြည်ပြည်ဆိုင်ရာအလို့သမားရေးရာအဖွဲ့ ILO ရဲ့353ကြိမ်မြောက်အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးကိုမတ်လ10ရက်နေ့မှ20ရက်နေ့အထိဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်ခဲ့ပြီးမြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ဆွေးနွေးမှုတွေမှာအကြမ်းဖက်စစ်ကောင်စီကို Article 33အရာ မိတို့မိဘုံအေးအေးယူမီဆိုတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ Article 33နဲ့အေးအေးယူမဲ့အထဲမှာအေးအေးယူမဲ့ပုံစံတွေကဘာတွေလဲဆိုတာကိုအခု match လ16ရက်နေမှာမြမအေးကိစ္စမှာဆွေးနွေးတာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးအမှုဆောင်အစည်းအဝေးကတော့ဘယ်လိုပုံစံမျိုးနဲ့အေးအေးယူမလဲဆိုတဲ့ဟာကတော့ဆုံးဖြတ်ချက်ကြပြီ။အဲ့ဒီဟာကို2025ခုနှစ်ဇွန်လ25ရက်နေ့မှာကျင်းပပြုလုပ်မဲ့အပြည်ပြည်ဆိုင်ရာအလို့သမားရေးရညီလာခံကနေပြီးတော့မဲခွဲဆုံးဖြတ် အတည်ပြုမှာဖြစ်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကအဖွဲ့ချုပ် CTUM လက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္ဒဆိုးကပြောကြပါတယ် ILO ရဲ့ Article 33အရအေးအေးယူဆောင်ရွက်ခြင်းဟာအကြမ်းဖက်စစ်တပ်နဲ့မပတ်သက်ရန်ပိတ်ဆို့အေးအေးယူခြင်းဖြစ်ကြောင်းအဲ့ဒီလိုပိတ်ဆို့အေးအေးယူရမှာလေရင်များမှတဆင့်တိုက်ခိုက်ခံရခြင်းကိုပိတ်ဆို့တားဆီးနိုင်မဲ့ jet fuel လေရင်စီဖြတ်တောက်ရင်စစ်လက်နက်ကိစ္စများအပါအဝင်ငွေကြေးစီးဆင်းမှုအတ္တမလုံအားခိုင်းစင်မှုများအပါအဝင်လွတ်လပ်စွာတင်ပင်ဖွဲ့စည်းမှုဆိုင်ရာချိုးဖောက်မှုကိုဖြစ်စေတဲ့လုပ်ရမြစီးပွားရေးလုပ်ငန်းများကိုပိတ်ဆို့အေးအေးယူရန်တို့ ပါဝင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကအဖွဲ့ချုပ် CTUM ရဲ့လက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးဆန္ဒဆိုးထံမှသိရပါဗျာ။အဓိကကတော့ပိတ်ဆို့အရေးယူမှုဖြစ်ပါတယ်။ဘယ်ပေါ်မှာအရေးယူတာလဲဆိုရင်လွတ်လပ်စွာထုတ်ဖော်ပြောဆို권လွတ်လပ်စွာစုယုံစည်းဝေး권နိုင်ငံသားတယောက်ရဲ့ဒီမိုကရေစီအခွင့်အရေးပေါ့။အဲ့ဒါတွေအပါအဝင်လွတ်လပ်စွာအသင်းပင်ဖွဲ့စည်း권ကိုထိခိုက်စေတဲ့လုပ်ရက်တွေဘယ်အကြမ်းဖက်မှုမျိုးကိုမဆိုအဲ့ဒါတွေပါတယ်။ပြီးတဲ့ခါကျရင်အတ္တမလှုပ်အားခိုင်းစင်မှုဒီလိုကလေးစစ်သားခိုင်းစင်မှုကလေးစစ်သားစုဆောင်ခြင်းစစ်သားစုဆောင်ခြင်း လူတွေကိုလူသားတိုင်းအဖြစ်သုံးခြင်းပေါ်တာထမ်းခိုင်းခြင်းပေါ့အဲ့ဒါတွေအပါအဝင်အတ္တမလောက်အားခိုင်းစေမှုကိုဖြစ်စေတဲ့အဲ့ဒီလောက်ရက်တွေအပေါ်မှာအရေးယူတာဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းတွေနဲ့ထိဆက်နေတဲ့လုပ်ငန်းတွေအဲ့ဒီကိစ္စရက်တွေကိုချိုးဖောက်မှုတွေဖြစ်စေတဲ့စီးပွားရေးလုပ်ငန်းတွေငွေကြေးစစ်ဆင်မှုတွေအဲ့ဒါတွေကိုဖျက်တောက်ဖို့ထက်ဖြစ်တယ်သူတို့အဲ့ဒီနေရာမှာဘာပါတယ်လဲဆိုလို့ရှိရင်လေရင်ကနေပြီးတော့အတိုက်ခိုက်ခံနေရတာတွေရှိတယ်အဲ့ဒီလေရင်ကနေအတိုက်ခိုက်ခံနေရတာကိုပိတ်ဆို့တားဆီးနိုင်ဖို့အတွက် jet fuel လေရင်စီဖျက်တောက်တဲ့ကိစ္စတွေ စစ်လက်နက်ကိစ္စတွေအဲ့ဒါတွေပါအပါအဝင်ငွေကြေးစီးဆင်းမှုအတ္တမလောက်အားခိုင်းစေမှုကိုဖြစ်စေတဲ့လွတ်လပ်စွာတင်းမင်းဖွဲ့စည်းမှုချိုးဖောက်မှုကိုဖြစ်စေတဲ့လုပ်ရက်တွေကိုစီးပွားရေးလုပ်ငန်းတွေပိတ်ဆို့ရေးယူဖို့ဖြစ်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကအဖွဲ့ချုပ် CTUM ရဲ့လက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးဆန္ဒဆိုကပြောကြားပါတယ်။အဲ့ဒီလို Article 33နဲ့ရေးယူခံရမယ့်ကိစ္စနဲ့ပတ်သက်ပြီးအကြမ်းဖက်စစ်တပ်ကလည်းရေးယူမခံရရေးကြိုးပမ်းနေပြီးအစီရင်ခံစာများလိန်လည်၍တင်ကျင်းများပါဝင်စက်ရုံများသို့ကွင်းဆင်း၍ Article 33နဲ့ရေးယူခံရပါက ပြည်သူနဲ့အလုသမားတို့ထိကြိုက်မိဆိုပြီးလိန်လေပြောဆိုခြင်းများလှုပ်ဆောင်ကြောင်းအယောင်ပြအလုသမားတမကများဖွဲ့စည်းတဲ့အပြင်အယောင်ပြအစိုးရအလုရှင်အလုသမားသုံးပွင့်ဆိုင်ရန်ညားဟု၍လှုပ်ဆောင်နေမှုများလည်းရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအလုသမားတမကအဖွဲ့ချုပ် CTUM ထံမှသိရှိရပါတယ်စစ်ကောင်စီကတော့သူအာဏာရဖို့နိုင်ငံကိုထိန်းချုပ်ဖို့အတွက်တော့သူငွေလိုတယ်လေကျမတို့ကအဲ့ဒီငွေလိုတဲ့ဟာကိုဖျက်တော့တဲ့ကိစ္စကိုတော့သူတို့အထိနာမှာပါအထိနာမှာဖြစ်လို့လဲသူတို့ကနေပြီးတော့ DIL လိုရေးယူမှုမခံရအောင်လို့အစီရင်ခံစာတွေလိန်ညာပြီးတင်နေတာဖြစ်တယ် သူတို့ရဲ့ဝင်ကြီးကိုယ်တိုင်စက်ရုံတွေမှာမြေပြင်မှာကွင်းဆင်းပြီးတော့ article 33ကပြည်သူလူထုနဲ့လူသမားတူကိုထိခိုက်မှာဆိုပြီးတော့သူတို့ကရှောက်ပြောနေတယ်။အဲ့ဒါတွေကိုသူတို့အပြင်းထန်မြေပြင်မှာလိုက်လုံနေတာဖြစ်ပါတယ်။အဲ့ဒါကသူတို့ article 33အရေးယူမှာကိုကြောက်လို့စိုးရိမ်လို့ဖြစ်ပါတယ်။အလုတ်လုတ်ချင်ရင်လူတွေကငွေလိုတယ်လေ။အဲ့ဒီငွေကိုဖျက်တောက်မှာဖြစ်တဲ့အတွက်ကြောင့်ဒီဟာကတော့ထိကြမှာပါလို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုတ်သမားတမကအဖွဲ့ချုပ် CTUM ရဲ့လက်ထောက်ထွေထွေအတွင်းရေးမှူးချုပ်ဒေါ်ဖြိုးစန္နာစိုးကပြောကြားပါတယ်။ ုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာခင်ဗျာခင်ဗျာ